ဝါရှင်တန်နဲ့ဆက်ဆံရေးပြန်လည်စတင်ရန်တောင်းဆိုချက်စီရုရှားတင်ပြန်လာယူကရိန်းစစ်ပွဲကိုဆုံးသက်ဖို့အပြင်ဝါရှင်တန်နဲ့ဆက်ဆံရေးပြန်လည်စတင်ဖို့သဘောတူညီချက်အတွက်တောင်းဆိုချက်စီရင်ကိုရုရှားကအမေရိကန်ထံတင်ပြခဲ့ကြောင်းအဆိုပါကိစ္စနဲ့နှိဆက်သူနှုတ်ကပြောကြားလာတာကိုရိုက်တာသတင်းမှပါရှိပါတယ်လိုက်ရှိမှာရုရှားဘက်ကငင်းချန်ရေးဆွေးနွေးပွဲတွေမှာပါဝင်ဖို့ဆန္ဒရှိမှရှိကိုရှင်းရှင်းလင်းလင်းတော့မတရားသေးပါဘူး။ ပြီးခဲ့တဲ့သတင်းတောင်းပတ်အတွင်းကရုရှားနဲ့အမေရိကန်တာဝန်ရှိသူတွေကရက်ပသွင်စီကံချက်တွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တာဝန်ရှိသူတွေဆွေးနွေးခဲ့တဲ့စီကံချက်တွေမှာကရက်အသွင်နေတို့အဖွဲ့ဝင်မဟုတ်ခြင်းယူကရိန်းမှာနိုင်ငံခြားတပ်တွေချထားခြင်းမပြုဖို့အပြင်ခရိုင်းမီးယားနဲ့ယူကရိန်းရှိအခြားပြည်နယ်လေးခုကိုရုရှားကပိုင်ဆိုင်ကြောင်းတမရဗလာဒီမာပူတင်ပြောကြားချက်ကိုနိုင်ငံတကာအသိမှတ်ပြုမှုတို့ပါဝင်လာလည်းဖြစ်ပါတယ်။ တဖက်မှာလည်းရုရှားယူကရိန်းစစ်ပွဲမှာရက်30ကြာအပြည့်ရဖို့အမေရိကန်ပြည်ထောင်စုကအဆိုပြုထားပြီးယူကရိန်းအရေး G7 ဒီမိုကရေစီနိုင်ငံကြီး9နိုင်ငံဆွေးနွေးဖို့အရှိနေချိန်မှာသမ္မတဒေါ်နယ်ထရပ်ကအပြည့်ရရေးကရုရှားပေါ်မူတည်နေတယ်လို့မတ်လ12ရက်နေ့ကအင်ဖြူတော်မှာပြောပါတယ်ရုရှားစီကအပြစ်ခတ်ရစေရရနိုင်မယ်လို့မျှော်လင့်ကြောင်းလဲသမ္မတထရပ်ကပြောပါတယ် ယူကရိန်းတမရဆီလမ်စကီကညဉ့်ဉန်ရေးဆွေးနွေးပွဲအတွက်ပထမခြေလှမ်းအဖြစ်လက်ခံမယ်လို့မတ်လ12ရက်နေ့ကပြောကြားခဲ့တဲ့ရပ်ပေါင်း30ပြည့်ခန့်ရက်စဲရေးသဘောတူညီမှုအပေါ်ပူတင်ဘက်ကပြန်လည်လက်တော့ပြန်မဲ့စကားကိုမူရီကန်တမရထရက်ကလည်းစောင့်မျှော်နေတာဖြစ်ပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။